တရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာတိုက်ပွဲဆက်ဖြစ်နေတာကြောင့်ဒီနေ့အထိနေရဲဆွန်ခွာ ထွက်ပြေးရသူ2000ကျော်ရှိလာပြီလို့စစ်ဘေးဒုက္ခသည်တွေကိုကူညီပေးနေသူတွေကပြောပါတယ်ကျောက်ဖြူမှာရှိတဲ့စစ်ကောင်စီရဲ့ဒဏ်ရာဝတီရေဒတ်ဌာနချုပ်အနီးမှာ ဖေဖော်ဝါရီလ20ရက်နေ့ကစပြီးစစ်ကောင်စီတပ်နဲ့အာရခတတော် A တို့တိုက်ပွဲဆက်ပြင်းထန်နေတာပါ တိုက်ပွဲဖြစ်လာမှာကိုစိုးရင်စိမ့်နဲ့ကြိုတင်ထွက်ပြေးနေကြသူတပေါင်းခန့်ရှိပြီးအခုတိုက်ပွဲပြင်းထန်နေချိန်မှာထွက်ပြေးနေရသူတွေနဲ့ပါဆိုရင်နှစ်တောင်းကျော်ပြီလို့ကြောက်ဖြူမြို့နယ်မှာဒုက္ခသည်တွေကိုကူညီပေးနေသူတယောက်က RFA ကိုပြောပါရယ်အခုလက်ရှိကတော့ဒီကျွန်တော်တို့ဒီရောက်မှာတညရီဒက်စကန်တော့ဒီမှာတိုက်အခုလက်ရှိကတော့တညဝရီရေတက်ဌာနချုပ်နားမှာတိုက်ပွဲတွေဖြစ်နေကြတယ်အဲ့ဒီအနားမှာရှိတဲ့ရွာတွေစေမောရွာတို့ကြက်တင်ရွာတို့ရွာတစ်စဲကျော်လောက်ကတော့မလျှောက်လို့မရတဲ့အခြေအနေဖြစ်တာပေါ့ မျိုးတွေကလည်းရတဲ့နီးလန်းနဲ့ထွက်လာနေကြတယ်။တရက်တစ်တရက်စေပေးဒုက္ခတွေဥယေကပိုပြီးများလာတယ်။အရင်ကတော့စေပေးဆောင်တပေါင်းဝန်းကျင်လောက်ရှိတယ်။အခုကတော့ရွာပေါင်း30ကျော်နဲ့မျိုးကလည်းထွက်လို့ရသလောက်ထွက်ပြေးကြတယ်။အခုဆိုရင်ဒုက္ခတွေ2000လောက်ဖြစ်သွားပြီ။ရည်ရထာနာကျုံအနီးမှာရှိတဲ့စေမော်ဥကင်းကတ်တပြေးပြားတဲ့ရှောက်ချောင်းကြက်တိန်စတဲ့ရွာတွေအပါအဝင်ရွာပေါင်း10ရွာကျော်ကဒေသခံတွေအပြင်ကြောက်ဖြူမျိုးပေါ်ကဒေသခံတွေပါထွက်ပြေးနေရတာပါ။ ိုက်ပွဲပြင်းထန်နေတာ၁၀ရဲကျော်လာပြီးစစ်ကောင်စီတပ်ကလည်းလေးချောင်းနဲ့ဘုံကျဲနေတဲ့အပြင်စစ်ရဲရင်တွေပေါ်ကပါလက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါရယ်နှစ်ဖက်စလုံးစစ်ရင်အားတွေထပ်တိုးနေတာကြောင့်တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ကြောက်ဖြူဒေသခံကိုနေဆိုးခိုင်ကတုံ့တက်ပါရယ်တိုက်ပွဲကတော့ဒီစင်ပေါ်အခန်းကရတင်အဲ့ဒီကောင်းမွန်ကြတယ်မှာတော့ဒီထိုက်ထိုက်တွေ့တဲ့တိုက်ပွဲတွေကတော့နေ့တိုင်းလိုလို ကြားရရှိတယ်။ဟောနောက်ပြီးတော့ဒီစကောင်စီကတော့ဒီ jet finder တို့ဒီ one two တို့နဲ့လာပြီးတော့ဒီဘုံကြီးတာတွေတော့ရှိတယ်။သူတို့ကတော့ဒီရသနေတဲ့ရွာတွေအနီးပါဝန်းကျင်တို့ဒီတောင်တန်းတို့ကိုလာပြီးတော့ဘုံကြီးတာတွေရှိတယ်ကွယ်။စကောင်စီကလည်းဒီနောက်ဆုံးတဲ့အနေထားတွေမတွေ့ရတဲ့အပြင်ဒီအင်အားတွေတိုးတာတွေကြားနေရတော့ဒီတိတ်ပွေးကတော့ဆက်ပြီးဖြစ်လာနိုင်မယ့်အနေထားတော့ရှိတယ်လို့ထင်တယ်ဒုက္ခသည်တွေကိုကုညီပေးနေသူတယောက်ရဲ့ပြောပြချက်အရစစ်ဘေးဒုက္ခသည်တွေဟာတိုက်ပွဲနဲ့ဝေးတဲ့ကြေးရွာတွေနဲ့တောတောင်တွေထဲမှာယာယီတဲထိုးနေထိုင်နေကြပါဗျ။ လက်ရှိနွေရာသီ Friday ဆိုတာကတော့မသိဘူးတမေတော့ Grand Family နေခဲ့မလို့လက်ရှိနွေရာသီဖြစ်နေတော့မသိအောင်ချန်ပန်ပြီးတော့နေကြတယ်အပင်အောက်တွေမှာတဲထိုးပြီးနေကြတာတွေရှိတယ်လေပြင်းတွေတောဆက်တွေမှာနေကြတာရှိတယ်တကြီးရွယ်ဦးတွေကဝင်ဆောင်တွေလည်းအများကြီးပါလာကြတယ်အခုတော့စေဝါပြက်လက်တာတွေပြီးတော့ရေရှားပမှုပြဿနာစာဝိနေရေးကအစကုံစင်းနှုံးတွေကလည်းမြင့်တက်နေတော့ဇေဘီဒုက္ခတွေမှာအဖက်ဖက်ခအခက်အခဲတွေဖြစ်နေတယ် ရခိုင်ပြည်နယ်မှာနှစ်ဖက်တိုက်ပွဲဖြစ်နေတာတစ်နှစ်ကျော်ရှိလာပြီးနေရွှန့်ခွာထွက်ပြေးနေရတဲ့စစ်ဘေးဒုက္ခသည်6သိန်းကျော်ရှိတယ်လို့ AA ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံ HDCO က2024ခုနှစ်ဒီဇင်ဘာလ29ရက်နေ့ကထုတ်ပြန်ထားပါရှင်။